ကက်တင်ရှင်စာပီအလွန်ဆိုနဲ့လေဘာကူဇင်းရဲ့အနာဂတ်မင်္ဂလာပါပရိသတ်ကြီးတို့ရှင်လေဘာကူဇင်းအသင်းကမနေ့ကရာသီမှာဂျာမန်ဘိုနက်စလီကာဖလားကိုသိမ်းပန်းနိုင်ခဲ့တာဖြစ်ပြီးတော့အောင်မြင်မှုတရဖူကိုစောင့်ခဲ့တာပါဒါကလေဘာကူဇင်းအသင်းအတွက်တော့ခန္ဓာကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါဒီဖလားကလေဘာကူဇင်အသင်းရဲ့ပထမအဦးဆုံးဘိုနပ်စနီကာဖလားဖြစ်ခဲ့ပြီးတော့တမိုင်းမှတ်တမ်းဖြစ်ကြီးကျယ်ခန်းနာခဲ့တာဖြစ်ပါတယ်။လေဘာကူဇင်အသင်းရဲ့အတိတ်ကခေါင်းဆောင်ကတော့ တစိမ့်ကစပိန်နဲ့ရီယယ်မက်ဒရစ်အသင်းကွင်းလယ်မှာတင်ရှားကြော်ကြားခဲ့တဲ့ကနဝင်ကွင်းလယ်ကစားသမားကြီးဇာဗီအလွန်ဆိုပဲဖြစ်ပါတယ်။ဇာဗီလွန်ဆိုကလီဗာပူးနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ကွင်းလယ်စတားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ဘလုံးလောကရဲ့အဓိပတိကြီးတူဖြစ်ခဲ့ပါတယ်။ဘလုံးလောကမှာပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပြီးအောင်မြင်မှုတွေစုကူးနိုင်ခဲ့ပါတယ်။အလွန်ဆိုရဲ့မော်ဆန်နဲ့လက်ကွက်တွေနဲ့တီးခြားတဲ့ပေးပို့မှုတွေကဘလုံးလောကရဲ့အဖိုးထိုက်တန်တဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ပြန်မဲ့ကစားသမားတွေကိုလှည့်စားနိုင်ပြီးတော့ပွဲရဲ့အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့ဝိုင်းရင်ကွင်းနဲ့ကစားသမားတယောက်လည်းဖြစ်ပါရယ်။ကစားသမားဘွားတွေမှာလီဗာပူ၊ရီယယ်မက်ဒရစ်နဲ့ဘိုင်ယန်မြူးနဲ့အသင်းတွေမှာဖြတ်သန်းခဲ့ဘူးပြီးအောင်မြင်မှုစုပလားတွေတင်ပနိုင်ခဲ့ပါရယ်။လီဗာပူသင်းမှာ2400နေပြီးတော့2009ခုနှစ်ထိကစားခဲ့ပြီးအဖေကန် UEFA စူပါကပ် Community Shield ကိုရယူပေးနိုင်ခဲ့ပြီးတော့ Champions League ဖလားကိုပါဆက်ကူးနိုင်ခဲ့ပါရယ်။ ရီယယ်မက်ဒရစ်သည်မှ2009မှ2014ထိကစားပေးခဲ့ပြီးတော့အသင်းရဲ့အဓိကပေးမကျော်ယူတစ်ခုဖြစ်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်သင်းအတွက်လာလီဂါဖလားတစ်ကြိမ်၊ချန်ပီယံလိဖလားတစ်ကြိမ်တို့ရရှိခဲ့ပြီးတော့အခြားစုဖလားတွေလည်းရရှိခဲ့ပါတယ်။2014ခုနှစ်မှာတော့ဘိုင်ယန်မြူးနဲ့အသင်းကိုပြောင်းရွှေ့ခဲ့ပြီးစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်သင်းမှာလည်းစပိန်သားကြီးကသူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီးတော့အောင်မြင်မှုတွေစုခူးခဲ့ပြန်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကွင်းလည်ကိုအကောင်းဆုံးပုံဖော်ပေးခဲ့ပြီးဂျာမန်မြေပေါ်မှာခြေစွာပြခဲ့တာပဲဖြစ်ပါတယ်။ဘိုင်ယန်အသင်းသားနဲ့ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုကိုရရှိခဲ့တဲ့ professional ကစားသမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းအတွက် bonus league ဖလား၃ချိန်၊ DFB ပိုကယ်ဖလား၃ချိန်၊ Super Cup တစ်ချိန်ရယူပေးနိုင်ခဲ့ပြီးအောင်မြင်မှုတွေကိုထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဆာဗီလွန်ဆိုကစပိန်နိုင်ငံအသင်းအတွက်လည်းအဖိုးတန်ကစားသမားတစ်ယောက်ပါ။ စပိန်သင်းရဲ့ကွင်းလမ်းမှာဇာဗီဟာနန်ဒက်စ်အင်နီစတာရိုနဲ့အပြိုင်တောက်ပါခဲ့တဲ့ကစားသမားဖြစ်ပြီးတော့စပိန်သင်းကကမ္ဘာအကောင်ဆုံးအသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။စပိန်သင်းနဲ့တူယူရိုဖလားနှစ်ကြိမ်ရရှိခဲ့ပြီး2010ကမ္ဘာဖလားကိုလည်းဆုကူးနိုင်ခဲ့ပါတယ်။အလွန်ဆိုကစပိန်ပြည်သက်တွေရဲ့ယုံကြည်ရာတစ်ခုဖြစ်ခဲ့ပြီးဂန်နဝင်ကစားသမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။အလွန်ဆိုကနီးပြားပွားမှာလေလီဗာကူစင်အသင်းကိုအကောင်းဆုံးကင်တွယ်ခဲ့ပြီးတော့စံချိန်တင်စုပလားတွေပါစုကူးနိုင်ခဲ့ပါတယ် ဇာဘီလွန်ဆိုကလီမာကိုစင်အသင်းကို2022ခုနှစ်မှာစတင်ကင်တွေ့ခဲ့ပြီးအသင်းရဲ့လိုအပ်ချက်တွေကိုဖြည့်ဆွက်ခဲ့ပြီးတော့ဤစနစ်ပိုင်းတွေကိုပြောင်းလဲခဲ့ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးခွာနေတဲ့လီမာကိုစင်အသင်းကိုထိတ်တန့်အသင်းတစ်သင်းဖြစ်သူပြန်လည်ပြီးတော့ဖန်တီးပေးနိုင်ခဲ့ပါတယ်။2023 2024ရာသီမှာလီမာကိုစင်အသင်းအတွက်ပထမဆုံးဂျာမန်ဘိုနပ်စ်နီကဖလားကိုရယူပေးနိုင်ခဲ့ပြီးအဖို့တန်သမိုင်းမှတ်တမ်းတစ်ခုကိုရေးထိုးနိုင်ခဲ့ပါတယ်။2023 2024ရာသီမှာလီဗာကိုစင်အသင်းအတွက် ဘိုနပ်စ်နီကဖလား DMV ပိုကယ်ဖလားနဲ့စူပါကတ်တို့ကိုရယူပေးနိုင်ခဲ့ပြီးတမိုင်းဝင်တဲ့နှီးပြတူဖြစ်ခဲ့ပါတယ်။အလွန်ဆုံးနေနဲ့လီဗာကိုဇယ်တဲ့အတွက်အောင်မြင်မှုတွေထပ်ပြီးတော့ရှူပြနိုင်အောင်မလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။